မမြတာတဲ့အနီကမလို့တရားဥတာနဲ့ရှုံးခံပေးကြတဲ့ဂိတ်ကြီးအားလုံးမင်္ဂလာပါဒီဒီပဲပရီးမီးယားလိဘွဲစင်တမှာဆိုရင်တော့အသင်းကြီးတွေဖြစ်ကြတဲ့နိုဘူးပဲခူးအသင်းတွေကအခြေချော်လက်ချော်ဖြစ်ခဲ့ကြပြီးတော့စီမံကြီးနဲ့ညီမလေးတို့သာသူတို့လုံးသူတို့လုံးနိုင်ခဲ့ကြပါပြီဂိတ်ကြီးတို့ကလည်းဒီဒီပဲရဲ့နောက်ဆုံးပွဲစဉ်တွေနဲ့ခင်းလာနေညပိုင်းမှာကစားခဲ့ကြပါပြီဂိတ်ကြီးတို့ကနောက်ဆုံးမိတ်အိမ်နဲ့လွယ်မယ်လို့ထင်ခဲ့ကြပြီးမြေတယောက်ယောက်နဲ့အေဗာတန်ကိုတော့ရှုံးနေခဲ့ရပါပြီဒီနေ့မှာတော့ဂိတ်ကြီးနဲ့အေဗာတန်တို့ရဲ့ပွဲကိုတင်ဆက်ပေးချင်ပါသေးတယ် ဒီဂျီယိုဘက်မှာတော့ကိုညာနဲ့ဆက်ကိုနီအောင်လုံးဒံရကြောင့်လွှဲချုပ်ခဲ့ရပြီးတော့တိုက်စစ်မှာဇက်စီယောက်ဦးဆောင်းလောင်းခဲ့ပါရီအာမင်းနဲ့ MMO တို့နှူကတော့နမတန်ရိုးနေရာမှာဝဲချလာခဲ့ကြပြီးတော့ဂျင်းနေနေရာကြီးကတော့ပုံမှန်လူစင်းလိုပဲပြောလို့ရပါရီ Everton ဘက်မှာလည်း Grealish, Juve ဟော NDR တို့လိုအကြီးကကစားသမားကြီးစုံလင်ပါဝင်လာခဲ့ကြပါရီဝဲစားပွဲမှာအင်ရှင်ကေဂျီတို့ပြောသလောက်ကြီးဖိကစားထားနိုင်တာမျိုးမတွေ့ရပြီးမြေ73မိနစ်လောက်မှရင်တယောက်သာနေကစားဝင်ရလာပါရီ ။အေမာနဲ့နောက်တန်းမှာတင်းသားချင်းစကားများခဲ့ကြပြီးတော့အတင်းမောင်မန်ကေကင်းကိုလက်ပါခဲ့တဲ့ကျွဲအိုင်ရင်ဆာဂရီကိုကွင်းထဲတိုင်းကအနီးကနေချုပ်ပေးခဲ့ပါရီ။ကြောက်တာဖြစ်လာခဲ့ရတော့မှထာနီးနေတဲ့ဂိတ်ကြီးကတော့အေဗာဒန်တို့ကိုဥဆောင်ဖို့ပါခွင့်ပြုပေးလိုက်ရပါပြီ။ဒီကိုတော့မိနစ်30လောက်မှဂျူရီဟောကအဝီးကန်ဂျင်နေလှလှပပသွင်းယူသွားခဲ့တာဖြစ်ပါရီ။အဲနောက်ပိုင်းမှာတော့ဂိတ်ကြီးတို့ကချီပါဂူရီပြန်ရမှုအတွက်ဒရက်ဆက်ဖီအားပေးလာခဲ့ပြီးတော့ပြိုင်မဲ့ကုသမာပစ်ဖို့ကဘောထန်းကောင်းနေလို့နောက်တန်းကလည်းအကောင်းဆုံးဖန်ချားနေခဲ့ပါရီ။ ထမပိုင်းမှာတရားဥပဒေအရဥဆောင်ခံထားတဲ့ KG တို့ဟာဒုတိယပိုင်းမှာတော့ပွဲဥပိုးပြီးတော့လွမ်းမိုးလာခဲ့ပါပြီ။ဒုတိယပိုင်းဆမာရီမဲဖီဂျင်မောင်ကိုထတ်ထည့်ပြီးတော့တိုက်စင်မြင့်လာခဲ့တယ်လို့မိုင်းနူးဒါလိုတို့ကလည်းထည့်လာခဲ့ပါပြီ။ဒုတိယပိုင်းမှာနေမဲ KG တို့ဟာဂိုးပေါက်ကန်သွင်းခွင့်၁၆ချိန်အထိကိုရခဲ့တာဖြစ်ပြီးတော့အပိုင်ခွင့်ရ၃ချိန်လောက်ကိုရခဲ့တာဖြစ်ပါပြီ။ ဒါမှမဟုတ်ဂူဖြစ်ပြောင်းလဲနိုင်ခြင်းတော့မရှိဘဲနဲ့ Pifo ရဲ့လက်စွမ်းတွေကိုတော့မဖြစ်မနေချီချူးသွားမှာဖြစ်ပါရည်ဒီဘက်မှာ Jordan Pifo ကဂူဘောက်ကာကွယ်မှု6ချိန်အထိကိုပြုလုပ်သွားနိုင်ခဲ့တာလည်းဖြစ်ပါရည်နောက်ဆုံးမှာတော့ KG တို့ကအိမ်ခွေးမှာတယောက်တာနေကစားရတော့မှရှုံးနိမ်သွားခဲ့ရပါရည် တကယ်လို့ဒီဝဲနိုင်ရမယ်ဆိုရင်အဆင့်၅တွင်းဝင်နိုင်မှာဖြစ်ပေမဲ့ဂေဂျီရောကတော့အဲ့ဒီခွင်ကိုလက်လွတ်လိုက်ရပါသေး။ဂိဖန်နီကတော့တစ်ဖက်သေးအနီကကအနေနဲ့ပြောစရာဖြစ်နေလို့ထီလာစိတ်တဲ့ဂေဂျီတို့ရှုံးခံပေးလိုက်တာလို့ပဲဖြည့်တွေးပြရတော့မှာဖြစ်ပါသေး။ Okay ပါဒီနေ့ review လုပ်ပြီးခဲ့တဲ့ပွဲလေးကတော့ Giant မှာ target မိမဲ့ဥရောပပွဲတော်မှုပဲနဲ့ Premier League မှာ KG တို့ရှုံးနေခဲ့တဲ့ပွဲလေးပဲဖြစ်ပါသေး။အစုံနှိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။